ကိုကိုကိုရော်နော်ဒိုနဲ့နိုင်ရှင်မနေပဲကိုလို့စီယာရှိတာကိုပဲလုပ်တယ်လို့ပြောလိုက်တဲ့ကာနာချိုမန်ချက်စတာယူနိုက်တက်တင်းရဲ့တက်တစ်ဆတိုက်စစ်မှုလေးကာနာချိုဟာကမ္ဘာကျော်ကစားသမားကြီးခရစ်စတီယာနိုရော်နော်ဒိုရဲ့မာဂျန်ပရိသတ်တဝူဆိုတာမပြောဘဲတောင်သိနိုင်ပါတယ်။ Twin ကို Twin ပြီးတဲ့ရော်နော်ဒိုရဲ့အောင်ပွဲခံဟန်ကိုအတူယူလေးရှိတာကတတ်သိပါပဲ။သူကိုယ်တိုင်ကလည်း Twin ကို Twin ယူပြီးတဲ့နောက်မှာရော်နော်ဒိုရဲ့နိုင်မီကျော်ဆူးအောင်ပွဲခံတဲ့နေ့တူအမြဲတမ်းပျော်ရွှင်စွာအောင်ပွဲခံလေးရှိတတ်ပါတယ်။ဒါဟာသူရဲ့လေးစားအားကြရတဲ့ကစားသမားကြီးကိုဂုံပြူတဲ့သဘောနဲ့တက်ရောက်ပါတယ်။ဒါပေမဲ့ကာနာချိုကသူ့အနေနဲ့ရော်နော်ဒိုနဲ့ကိုကိုကိုနိုင်ရှင်နေတာထက်သူ့လို့ဆရာရှိတဲ့အသင်းတို့အကောင်းဆုံးကစားပေးဖို့ကိုပဲအာယုံဆိုင်လှုပ်ဆောင်နေတယ်လို့ပွန့်ပွန့်လေးလင်းပြောကြားခဲ့ပါတယ်။ ကနာချူကရော်နယ်ဒိုကယူနိုက်တက်မှာဘောလုံးကစားသွားခဲ့တာမတူညီကွဲပြားတဲ့ကစားဟန်တစ်ခုနဲ့ဖြစ်ပါတယ်။ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်အသူနဲ့နိုင်ရှင်တာမျိုးတွေမလုပ်ပါဘူး။ကျွန်တော်တို့အသင်းတက်နိုင်တဲ့များပိုကောင်းလာအောင်ပဲကျွန်တော်အာရုံစိုက်ထားပါတယ်လို့ပြောကြခဲ့ပါတယ်။ကနာချူရဲ့ဒီပြောကြချက်ကသူ့ရဲ့ရင်ကျက်တဲ့အတွေးခေါ်နဲ့အသင်းပေါ်ထားတဲ့စိတ်ရင်းစည်တနာကိုပြသနေပါတယ်။သူကရော်နယ်ဒိုကိုအားကြပေမဲ့သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုဖန်တီးဖို့နဲ့မန်ယူနိုက်တက်အသင်းရဲ့အောင်မြင်မှုအတွက်အဓိကအာရုံစိုက်ထားတာကိုတွေးမြင်ရပါတယ်။ ကနချူအမန်ချက်စတာနဲ့တင်းရဲ့နာဂတ်တို့မျောလင်းချက်လင်းအောင်တစုံတရာဖြစ်ပြီးသူ့ရဲ့ကြိုးစားအထုံးမှုနဲ့စိတ်တက်ကြောင်မကြခင်မှာပဲတင်းအတွက်ရေးပါတဲ့ကစားသမားတို့ဖြစ်လာမှသိကြပါရယ်ရနိုဒိုရဲ့ချီယာကိုလိုက်ဖို့ထက်သူ့ရဲ့ကိုယ်ပိုင်သမိုင်းကိုရေးထိုးဖို့သူအာယုံဆိုင်နေတယ်ဆိုတာထင်ရှားပါပဲဒီမှာရနိုဒိုကတည်းကအမားကိုချက်